လေးရင်လှုပ်ပြီးနောက်ခန်းစားရသည့်စိတ်မလုံးကြုံမှုသို့မဟုတ်စိတ်ပိုင်းဆိုင်ရာဝေဒနာတတားစေမဲ့နည်းလမ်းများအားလုံးပဲမင်္ဂလာပါ Dell Medical Message Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့မြန်မာလူမျိုးတွေလက်တလောကြုံတွေ့ခန်းစားနေရတဲ့မလေးရင်လှုပ်ချင်းကြောင့်နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ကျန်းမာရေးပြဿနာတွေတဲကတစ်ခုဖြစ်တဲ့မလေးရင်လှုပ်ပြီးနောက်ခန်းစားရသည့်စိတ်မလုံးကြုံမှုသို့မဟုတ်စိတ်ပိုင်းဆိုင်ရာဝေဒနာအကြောင်းနဲ့ တတအောင်ပြုလုပ်လို့ရမယ့်နီလန်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အတိတ်ကအဖြစ်အပျက်တွေက အချိန်ကာလကြာသွားတဲ့အထိကိုနဲ့မကွာအရေးလိုလိုက်နေတတ်ပါတယ်။နေစဉ်နဲ့အမျှကြုံတွေ့နေရတဲ့တာမန်အဖြစ်အပျက်တွေကတော့ခနာလေးနဲ့တည်းမေးပြောက်သွားနိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့လူဘဝဟာအလွယ်တကူမေးပြောက်နိုင်တဲ့အရာတွေနဲ့ပဲကြုံနေရတာမဟုတ်ပါဘူး။ထရော်မှာဟုတ်ပါတယ်။ လူတော်တော်များများကသူတို့ဘဝရဲ့အချိန်တစ်ခုမဟုတ်တစ်ခုမှာထရော်မာလို့ခေါ်တဲ့အလွန်တုံ့လို့ခြောက်ခြားစရာကောင်းတဲ့ကြောက်ရွံ့ထိတ်လန့်စရာကောင်းတဲ့အဖြစ်အပျက်နဲ့ကြုံတွေ့ရတတ်ပါတယ်။ဒီလိုထရော်မာအဖြစ်အပျက်နဲ့ကြုံတွေ့ရပြီးနောက်ပိုင်းမှာဖြစ်တတ်တဲ့ထရော်မာနဲ့ပတ်သက်ပြီးတော့စိုးရိမ်စိတ်လွန်ကဲတဲ့စိတ်ဝေဒနာတစ်မျိုးရှိပါတယ်။အရာကို အတိတ်ရဲ့အရင်မဲကြောင့်ဖြစ်တဲ့စိုးရိမ်စိတ်ဝေဒနာ post traumatic stress disorder PTSD လို့ခေါ်ပါတယ်။ဒီဗီဒီယိုလေးထဲမှာတော့ PTSD နဲ့ပတ်သက်ပြီးတော့တိတိတိထိုက်တဲ့အကြောင်းအရာတွေကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ PTSD ဘလို့လူတွေမှာဖြစ်တတ်လဲ။ PTSD ဟာပြင်းထန်တဲ့စိတ်ဖိစီးမှုဒါမှမဟုတ်ထိတ်လန့်ကြောက်ရွံ့စရာအဖြစ်အပျက်တွေကိုမျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ရတဲ့သူတွေမှာအဖြစ်အများဆုံးဖြစ်ပါတယ်။ဥပမာမကြသေးခင်ကမှဖြစ်ခဲ့တဲ့အင်အားပြင်းငလျင်ဘေးကို ကိုတွေ့ကြုံခဲ့ရသူတွေမှာ PTSD ဖြစ်တဲ့သူတွေရှိနေနိုင်ပါတယ်။ကိုတွေ့မကြုံရပေမဲ့လည်းဖြစ်တဲ့နေရာမှာကိုတိုင်ရှိနေပြီးမျက်မြင်တွေ့လိုက်ရတာယင်းဤချစ်ခင်သူတယောက်ယောက် trauma ကြုံတွေ့ခဲ့တာကို သိရတာကိုတွေ့ကြုံရတဲ့သူက အဖြစ်ဆိုးအကြောင်းအသေးစိတ်ပြန်ပြောပြတာကိုအချိန်ချင်းအခါခါကြားသိရတာကနေတဆင်လဲ PTSD ဖြစ်နိုင်ပါတယ်။ trauma ဖြစ်တိုင်း PTSD ဖြစ်မှဖြစ် trauma ဆိုတဲ့ထိတ်လန့်ကြောက်ရွံ့စရာအဖြစ်ပြက်ဆိုတာအမျိုးစုံဖြစ်နိုင်သလိုတယောက်နဲ့တယောက်တုံ့ပြန်ပုံချင်းလဲမတူတာမျိုးရှိပါတယ်။ဘလို့အဖြစ်ပြက်တွေလဲဆိုရင်တော့လူအများရှိမှာအဆက်ရစရာအဖြစ်မျိုးကြုံရတာကိုတိလက်ရောက်အကြမ်းဖက်ခံရတာတယောက်ယောက်ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရတာတည်ဆုံးတာကိုကိုတွေ့မြင်လိုက်ရတာကိုတိုင်းပြင်းပြင်းထန်ထန်ဒဏ်ရာရတာမလိရင်လူမျိုးတဘာဝဘေးအန္တရာယ်ကပ်ဆိုးနဲ့ကြုံတွေ့ရတာ အဲ့ဒီလိုမျိုး trauma အမျိုးမျိုးဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီလို trauma အဖြစ်အပျက်ကြုံရတဲ့သူတိုင်းဒါမှမဟုတ်အဆင်ခံကြားသီးရတိုင်းလဲ PTSD ဖြစ်သွားတာမျိုးတော့မဟုတ်ပါဘူး။ဒါကိုကျွန်တော်ရှင်းပြပါမယ်။ဥပမာလူတစ်ယောက်ကကားမောင်းနေရင်ကုန်တင်ကားကြီးတစ်စီးနဲ့မတော်တဆပုတ်တိုက်မိသွားတယ်ဆိုကြပါစို့။ဒီလူတစ်ယောက်အတွက်တော့ဒီရင်မတော်တဆမှုပါသူ့ဘဝတခြားလုံးတွေထိတ်လန့်စရာ အတိတ်ရဲ့အရေးအဖြစ်ဆွဲကြံခဲ့ပြီး နောက်ထပ်ကောင်းမောင်းရဲလောက်တဲ့အထိ PTSD ရာသွားနိုင်ပါတယ်။ဒါပေမဲ့တခြားလူတစ်ယောက်အတွက်တော့ဒီလိုမျိုးမဟုတ်ဘဲနဲ့ဒီလိုရင်မတော်တဆမှုမျိုးကလမ်းပေါ်မှာဖြစ်လေဖြစ်ထားရှိတဲ့ကိစ္စပါပဲလေဆိုပြီးလက်ခံတုံ့ပြန်လိုက်ပြီးတော့ဒီတိုင်းမဲ့မင်းမင်းပြပြဖြစ်သွားနိုင်ပါတယ်။တခါတည်းရဲ့ကောင်းမောင်းတဲ့သူကမေသွားပေမဲ့သူ့ဘေးကထိုင်စည်းတဲ့သူအတွက် PTSD ရာသွားနိုင်ပါသေးတယ်။ဒါဟာ trauma နဲ့ကြုံရပေမဲ့ PTSD စိုးရိမ်စိတ်ဝေဒနာကြံခဲ့ခြင်းမှကြံခဲ့မယ်။ PTSD ဖြစ်ခြင်းမှ ဖြစ်မယ်ဆိုတာကိုသတိပြနေတာပဲဖြစ်ပါတယ်။ PTSD လက္ခဏာများနံပါတ်1 Trauma C ကို ပြန်ရောက်သွားခြင်း Re-experiencing PTSD ရဲ့အထင်ရှားဆုံးလက္ခဏာကတော့လက်ရှိပစ္စုပ္ပန်မှာနေထိုင်ရင်းနဲ့ချက်ချင်းဆိုသလို trauma ဖြစ်ခဲ့တဲ့အတိတ်ကာလစီကိုပြန်ရောက်သလိုဖြစ်သွားတာပါ ခနာကိုက trauma ဖြစ်ခဲ့တဲ့အချိန်တုန်းကအတိုင်း မြင်းနေကြောင်းနေရပြီးစိတ်ထဲမှာအလွန်ပြင်းထန်တဲ့ကြောက်ရွံ့ထိတ်လန့်မှုတွေကိုပြန်လည်ခံစားရတာပဲ ဖြစ်ပါတယ်။ဒါကို intrusive memories လို့လည်းခေါ်ကြပါတယ်။ trauma မှတ်ညံပြန်ရပြီးတော့ရုပ်ရှင်ကိုစီးမြော့ကြည့်နေသလိုတဲတဲကိုကိုပြန်မြင်နေရတာ trauma နဲ့ပတ်သက်တဲ့အကြောင်းတွေကိုအိမ်မက်ဆိုးတွေထင်းထင်းရှားရှားမကြာခဏမှတ်တာအဲ့ဒီလိုမြင်ရောင်ရင်အရန်ဆိုးလာတဲ့အခါမှာအဲ့ဒီအချိန်ကိုပြန်ရောက်သွားသလိုခံစားရတာ စားတဲ့လက္ခဏာတွေကို PTSD တွေမှာတွေ့နိုင်ပါတယ်။ဒါပေမဲ့ဒူတော်တော်များများက trauma ကိုပြန်စင်းစားမိပြီးတော့အဲ့ဒီဒုံးကအတိုင်းအတွေ့အထိပြန်ပေါ်လာတာမျိုးတွေဖြစ်တတ်ပါတယ်။ PTSD မှာတော့ trauma အဖြစ်အပျက်နဲ့စင်တူတာမျိုးထပ်ကြုံရလို့အတွေ့အထိပြန်ပေါ်လာရင်စိုးရိမ်စိတ်ကြောင့်ပုံမှန်ထက်ပိုပြီးတော့လွန်လွန်ကဲကဲတုံ့ပြန်မိတတ်ပါတယ်။အတွေ့အထိမှတ်ညံတဲ့ပြန်မှတ်မိလာယုံနဲ့တော့ PTSD လို့သတ်မှတ်လို့မရပါဘူး။ဒါမျိုးကပုံမှန်လူတွေမှာလည်းဖြစ်တတ်တဲ့စိတ်ရဲ့တုံ့ပြန်မှုတစ်ခုပဲဖြစ်ပါတယ်။နံပါတ်၄ Trauma နဲ့ပတ်သက်သမျှရှောင်ခြင်း Avoidance PTSD စိုးရိမ်စိတ်ဝေဒနာရှိသူတွေကသူတို့ရဲ့ trauma အဖြစ်အပျက်ကိုနောက်ထပ်မကြုံကျင်ကြတော့တာ trauma အကြောင်းကိုပြန်မတွေးမိကျင်ကြတော့တာဟာသဘာဝကျပါတယ်။ဒါကြောင့်လဲ trauma ဖြစ်စေတဲ့သူ trauma ဖြစ်တော့ကရှိနေတဲ့သူတွေကိုတမင်ရှောင်တာ ထရောမာဖြစ်ခဲ့တဲ့နေရာဒါမှမဟုတ်အဒီနေရာနဲ့ဆင်တူးတဲ့နေရာမျိုးစုတမင်မသွားတာထရောမာဖြစ်စေတဲ့အပြုအမူထရောမာဖြစ်တုန်းကလုံနေတဲ့အပြုအမူကိုထပ်မလုံတော့တာစားတဲ့ထရောမာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတမင်တကာရှောင်ကျဉ်တာမျိုးလဲပြုလုပ်လို့ရှိပါတယ်ဥပမာစင်ပေါ်မှာအဆက်ရခဲ့တဲ့ထရောမာကြောင့်နောက်ထပ်ဘလို့စင်ပေါ်ကိုမှမတက်တော့တာငလိညင်းတန်ကြောင့်လူအဖိတ်အစင်ရှိခဲ့တဲ့နေရာကို သွားစရာကိစ္စရှိရင်တော့ငင်းပယ်လိုက်တာအာကစားတစ်ခုလှုပ်ရင်ဒန်ယာအပြင်းအထန်ရခဲ့လို့အဲ့ဒီအာကစားကိုမြင်တာနဲ့ရှောင်ပြေးတာအဲ့ဒီအာကစားပွဲဆို လုံးဝမကြည့်တော့တာစားတဲ့အပြူအမှုမျိုးတွေပဲဖြစ်ပါတယ်နံပါတ်၃လူနှုတ်ကြကြအရှိလွန်ခြင်း Hyper Vigilance တတိဆိုတာပိုတိမရှိလို့ဆိုကြပါတယ်ဒါပေမဲ့ပဝင်းခြင်းမှာနိုင်စင်ကြုံတွေ့နေကြတာမန်အဖြစ်အပျက်အသည့်အဖွဲလေးတွေကအစထိတ်လန့်စရာဖြစ်နေတာဟာ PTSD ရဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ဥပမာအိမ်ပြိုတဲ့အတန်ကျဲကြောင့် trauma ရပိုးတဲ့သူတစ်ယောက်ကမိုးချိန်တန်၊ကားဆက်နိုးတန်၊ရေမော်တာလဲတန်၊စားတဲ့ကျဲလောင်တဲ့အတန်တစ်ခုခုကြားလိုက်တာနဲ့အလွန်အမင်းထိတ်လန့်သွားနိုင်ပါတယ်။ဒါအပြင်အဒီထိတ်လန့်စိတ်ကြောင့်နူနိုကြကြနဲ့ကိုကိုကိုအမြဲကောက်ွဲဖို့လဲလုံဆောင်တတ်ကြပါတယ်။ဥပမာအတန်ကျဲကျဲတစ်ခုခုကြားတာနဲ့အိမ်ပြင်ထွက်ကြည့်တာ တကားတော့ခက်မိရဲ့လား။ ပဒင်းပေါက်ဂျက်ထိုးထားရလာခဏခဏသွားစစ်ဆေးမိတာ shopping mall super market လိုမျိုးအပြင်အဆောက်အဦတစ်ခုခုတည်းရောက်ပြီးဆိုတာနဲ့အရေးပေါ်ထွက်ပေါက်ဗမာရှိလဲလိုက်ရှာနေမိတာမျိုးတွေပဲဖြစ်ပါတယ်နံပါတ်၄အတွေးစိတ်ခံစားမှုအနှုတ်လက္ခဏာဆောင်းလာခြင်း negative changes in thinking and mood တချို့ PTSD တွေမှာဆိုရင် trauma အဖြစ်အပျက်ကကိုးကြောင်းဖြစ်တယ်တခြားလူတွေကြောင့်ဖြစ်တယ်စားတဲ့အဖြစ်တင်နေစိတ် မကောင်းမြင်တဲ့စိတ်တွေစိုးမိုးလာတတ်ပါတယ်။မိသားစုမိဆွေတွေကိုရင်းနှီးခင်မင်းမှုယော်နေပြီးတော့ခခွာခွာခက်ခဲခဲပဲနေလာတာကိုကိုကိုနဲ့တခြားသူတွေဒါမှမဟုတ်ပဝင်းချင်းတစ်ခုလုံးပေါ်မကောင်းကြီးပဲမြင်တာအရာရာကိုကြောက်ရွံ့တာအပြစ်တင်တာအဆိုးမြင်တာဒေါသဖြစ်တာချက်စရာအဖြစ်မြင်တာပျော်ရွှင်ဝမ်းမြောက်တဲ့အချိန်တစ်ပြေးပြေးနည်းလာတာအရင်ကကြိုက်နှစ်တက်ခဲ့တဲ့အရာတွေကိုစိတ်ဝင်တစားမရှိတော့တာ ထရော်မာရဲ့အဓိကစိတ်ပိုင်းတွေကိုမမှတ်မိတော့တာပြန်မပြောနိုင်တော့တာ စားတဲ့စိတ်ခံစားမှုအဆိုးဘက်ကိုပြောင်းလဲလာနိုင်ပါတယ်။နံပါတ်5ရုပ်ပိုင်းဆိုင်ရာခံစားတုံ့ပြန်မှုပြောင်းလာခြင်း changes in physical and emotional reactions အတွင်းစိတ်ခံစားမှုတွေဟာအပြင်ရုပ်သဏ္ဍာန်မှာပေါ်လာတတ်တဲ့သဘောရှိပါတယ်။အဲ့ဒီလိုပါပဲ PTSD ရဲ့အနှုတ်လက္ခဏာဆောင်တဲ့စိတ်ခံစားမှုတွေကလည်းရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေအနေနဲ့ပေါ်လာပါတယ်။ ိန်းစာသေးသေးမွားမွားလေးကိုကအစတုံလှုပ်ထိတ်လန့်တက်လာတာအမြဲလိုလိုကိုကိုကိုတတိအနည်းအထားနဲ့ကာကွယ်တက်လာတာအိတ်နဲ့ပြောတာ အာယုံစူးစိုက်ဖို့ခတ်လာတာကနာမငိမ့်ဖြစ်ပြီးတော့အပြူအမူတွေကခတ်ထန်ကြမ်းတမ်းလာတာအရက်ကိုမမူးလဲမရှင်းတောက်တာကားဟုတ်ကိုအရှိန်ပြင်းပြင်းမောင်းတာမိမိကိုကိုနာကျင်အောင်လှုပ်တာ စားတဲ့ကိုကိုကိုအပြတ်ဖက်ရှောက်အောင်ရည်ရွယ်ချက်ရှိရှိပြူမူထားတွေကိုပါလှုပ်ဆောင်လာနိုင်ပါတယ် PTSD လက္ခဏာဘလောက်ကြာရင် ပြတတ်လဲ PTSD လက္ခဏာတွေကအများအားဖြင့် trauma နဲ့ကြုံတွေ့ပြီး၃လအတွင်းမှာပြတတ်ပါတယ်။တရှိုးသူတွေမှာတော့နှင်းနဲ့ရှိကြာပြီးတဲ့အထိလက္ခဏာလုံးဝမပြသေးပေလဲရှိနေနိုင်ပါတယ်။ PTSD လက္ခဏာလို့သတ်မှတ်ဖို့ဆိုရင်အ ਨੇ ဆုံးတစ်လထက်ကြာအောင်လက္ခဏာထောက်လျှောက်ပြနေပြီးတော့အလုံးနဲ့လူမှုပတ်ဝန်းကျင်မှာအခက်အခဲတိတိတသားရှိလာတဲ့အပြင် တခြားသူတွေနဲ့ဘလို့နေထိုင်ဆက်ဆံနေလေးကအစထဲသွင်းစဉ်းစားဖို့လည်းလိုအပ်မှာဖြစ်ပါတယ်။ PTSD လက္ခဏာအတိတ်အနေအရှိန်ကြာလာတဲ့ဆိုပေမဲ့လည်း PTSD စိုးရိမ်စိတ်လက္ခဏာတွေကညာလာတာရောနေသွားတာရောမပြောင်းလဲပဲရှိနေတာရောအမျိုးစုံဖြစ်နိုင်ပါတယ်။ PTSD လက္ခဏာတွေကတခြားကိစ္စတစ်ခုခုကြောင့်စိတ်ဖိစီးမှုများတဲ့အခြေအနေမျိုးမှာပိုဖြစ်တတ်ပါတယ်။တခါတလေမှာမနစ်ကဒီအချိန်လိုမျိုး ဒရမာဖြစ်ခဲ့တဲ့လားနဲ့နေရက်ပြန်ရောက်လာတဲ့အခါမှာပြန်တတိရလာတတ်ပါတယ်တချို့တွေကြတော့ဒရမာအဖြစ်အပျက်ချင်းစင်တူတဲ့သတင်းတစ်ခုကိုတီးလိုက်ရတဲ့အခါမှာအတိတ်ကမှက်ညံဇိုးတွေပြန်ပေါ်လာတတ်ပါတယ်အဒီလိုပြန်တတိရလာတာကို တုံ့ပြန်တဲ့ PTSD လက္ခဏာအတိတ်အနက်ကတော့တယောက်နဲ့တယောက်မတူကြပါဘူးအစိုးရဆုံးအခြေအနေကတော့မိမိကိုယ်ကိုအဆုံးစီရင်လို့သောအတွေ့များ suicide thoughts တွေဝင်လာတာပဲဖြစ်ပါတယ် PTSD ကဒီတိုင်းပျောက်သွားနိုင်လားဘာလို့ဖို့လို့လဲ PTSD စိုးရိမ်စိတ်ဝေဒနာဟာခံစားရသူရဲ့နေစဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေတဲ့အပြင်မိသားစုမိတ်ဆွေတွေနဲ့ဆက်ဆံရေး relationship တွေကိုပါပျက်စီးသွားစေနိုင်ပါတယ်ဒါကြောင့်ပဝင်းချင်းမှာ PTSD ဖြစ်နေတဲ့သူရှိရင်သူ့ဘာသာပျောက်ကင်းတတ်တာသွားမလားဆိုပြီးထိုင်ဆောင်မနေသင့်ပါဘူးကျွမ်းကျင်ပညာရှင်ဖြစ်တဲ့စေယောဂအထုကိုဆရာဝန်နဲ့ပြသတိုင်းပင်ပြီးတော့ စစ်ဆေးကုသမှုခံယူဖို့ကမဖြစ်မနေလိုအပ်ပါတယ်။ဒါအပြင် PTSD ဆိုတာစိတ်ချမ်းမာရေးနဲ့ပတ်သက်နေတာကြောင့်ဈေးပညာကုထုံးတင်မကဘဲနဲ့ပဝင်းခြင်းကလည်းအချင်းချင်းနှွေးထွေးခြင်းနာစိတ်နဲ့ဖေးမကူညီပေးဖို့စိုးရိမ်စိတ်ကင်းဝဲတဲ့အတိုင်းအဝန်းမျိုးကိုဖန်တီးပေးဖို့အလွန်အင်မတန်မှအရေးကြီးမှဖြစ်ပါတယ်။ PTSD ကုထုံးများ PTSD စိုးရိမ်စိတ်ဝေဒနာကို psychotherapy လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာကုထုံးနဲ့အဓိက ကုသပါတယ်။ psychotherapy နဲ့အတူဈေးဝါကုထုံးနဲ့ပါ ပေါင်းဆက်ကုသကြပါတယ်။ဒီလိုပေါင်းဆက်ကုထုံးတွေရဲ့အကျိုးကျေးဇူးကတော့ PTSD လက္ခဏာတွေကိုအကျွမ်းတဝင်ကင်တွဲလာနိုင်ပေကိုကိုကိုတခြားသူတွေနဲ့ပတ်ဝန်းကျင်တစ်ခုလုံးပေါ်ပါအကောင်းမြင်စိတ်ဝေးလာနိုင်ပေ PTSD လက္ခဏာတွေထပ်ပေါ်လာခြင်းနဲ့စနစ်တကျဖြေရှင်းလာနိုင်ပေ ရောမာနဲ့ပတ်သက်တဲ့တခြားပြဿနာတွေဖြစ်တဲ့စိတ်တက်ကြတာစိတ်ဖိစီးတာအရက်ဆွဲတာဆေးဆွဲတာ တွေကိုပါကုသပေးတာဖြစ်မယ်အဲ့ဒီအကျိုးကျေးဇူးတွေကိုရရှိနိုင်မှာဖြစ်ပါတယ် psychotherapy စိတ်ပိုင်းဆိုင်ရာကုထုံးတကယ်တော့ psychotherapy လို့ခေါ်တဲ့စိတ်ကုထုံးကအလွန်ကျေပြန့်ပြီးတော့ကုသနေအမျိုးအစားပေါင်းများစွာရှိပါတယ် PTSD ကိုကုသရမှာတော့ exposure therapy နဲ့ connective therapy ဆိုတဲ့ စိတ်ကူထုံးနှစ်မျိုးကိုအဓိကအသုံးပြုကြပါတယ် exposure therapy exposure therapy ကို behavior therapy အမှုအကျင့်ဆိုင်ရာကုထုံးတနည်းအားဖြင့်အမှုအကျင့်ပြောင်းလဲပေးတဲ့နည်းနဲ့ကုတဲ့ကုထုံးလို့လည်းခေါ်ကြပါတယ်ဒီကုထုံးရဲ့အဓိကသဘာဝကတော့ PTSD ဖြစ်စေတဲ့ trauma ကိုတဖြည်းဖြည်းချင်းအသားကျလာအောင် ရင်ဆိုင်စေတာပဲဖြစ်ပါတယ် ပူထုံးရဲ့အစောပိုင်းအဆင့်မှာတော့ခါတိုင်းလိုမျိုးစိုးရိမ်စိတ်လွန်ပြီးတုံ့ပြန်တာမျိုးမဖြစ်ရအောင်လို့ဘေးကင်းစိတ်ချရတဲ့ပတ်ဝန်းကျင်ကြောက်စရာမကောင်းတဲ့အနေအထားမျိုးကို အပြင်လက်တွေ့လောကမှာဖန်တီးပေးပါတယ်မူလရင်ဆိုင်ခဲ့ရတဲ့ trauma နဲ့မတူတာကိုကြုံတွေ့ရတဲ့အတွက်ကြောင့်တုံ့ပြန်တဲ့အမူအကျင့်ကလည်း PTSD ပုံစံနဲ့ထပ်တူမကြတော့ပါဘူးငကိုစိတ်ဆွဲနေတဲ့ trauma ကိုနောက်ထပ်မတူညီတဲ့ပုံစံတစ်မျိုးနဲ့ရင်ဆိုင်ဖန်များတဲ့အခါမှာ စိုးရိမ်စိတ်ဖြစ်မလာစေတဲ့မှန်ညံမျိုးတနည်းအားဖြင့် PTSD နဲ့ဝဲပြားနေတဲ့မှန်ညံမျိုးကိုတဖြည်းဖြည်းချင်းမှတ်မိလာစေပါတယ်အဲ့ဒီလို exposure therapy ကုထုံးခံယူရင်းနဲ့အချိန်ကြာလာတာနဲ့အမျှ trauma အချိန်ကိုပြန်ရောက်သွားတဲ့အချိန်ရင်းနဲ့အိမ်မက်ဆိုးမှတ်တဲ့အချိန်ရေကိုတိတိတသာရောနဲ့လာတာကိုတွေ့ရပါတယ်အလွယ်ပြောရရင်တော့ exposure therapy ဆိုတာက PTSD လို့ ခံစားမှုမျိုးမဖြစ်အောင်လို့ trauma ဇလန်းကိုပြောင်းရေးပေးလိုက်တဲ့ကုထုံးတစ်မျိုးပဲဖြစ်ပါတယ်။ cognitive therapy cognitive therapy ကတော့ PTSD ကိုဖြစ်စေတဲ့ trauma နဲ့ပတ်သက်တဲ့အတွေးအမြင်တွေးခေါ်ပုံရှုထောင့်ကို ပြောင်းလဲပေးတာပဲဖြစ်ပါတယ်။ဒီကုထုံးမှာတော့အရင်ကအနှုတ်သဘောဆောင်တဲ့ခံစားမှုတွေဘက်ရောက်မသွားအောင်ဘေးကနေစကားပြောရင်းနဲ့တွေးခေါ်တိမြင်မှုအမှတ်တညာကိုအပေါင်းလက္ခဏာဆောင်လာအောင်လို့လမ်းကြောင်းပြောင်းပေးတာဖြစ်ပါတယ်။ဒါဟာ ိတ်သဘောထားနူးညံ့လာဖို့နဲ့အကောင်းမြင်စေပြန်များလာဖို့အတွက်အဓိကအသုံးဝင်ပါတယ်။ဒါကြောင့် PTSD ကိုကုသရမှာ cognitive therapy ကိုတည်တံ့မဟုတ်ဘဲနဲ့ exposure therapy နဲ့တွဲဖက်ပြီးတော့အသုံးပြုလက်ရှိပါတယ်။စေဝါကုသ PTSD ကုသရမှာ antidepressant လို့ခေါ်တဲ့စိတ်ကြယောဂါကုစေဝါတွေနဲ့ anxiety လက်တဲလို့ခေါ်တဲ့စိတ်ငြိမ်စေစိတ်ဖိစီးမှုတတ်တာစေတဲ့ဈေးတွေကို အသုံးပြုကြပါတယ်။ အဲ့ဒီဈေးဝါတွေဟာစိတ်ချမ်းမှရင်းနဲ့ပတ်သက်တဲ့ဈေးဝါတွေဖြစ်တာကြောင့်ဆရာဝန်ညွှန်းမှပဲသုံးစွဲလို့ရပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတဲ့အခါမှာတော့ PTSD လို့ခေါ်တဲ့ trauma ကြောင့်ဖြစ်တဲ့ဇိုးရင်စိတ်ဝေဒနာရဲ့သဘောတဘာဝကိုအတိုင်းအတာတစ်ခုထိသိရှိနားလည်သွားလိမ့်မယ်လို့ထင်ပါတယ် PTSD ကစိတ်ချမ်းမှရင်းနဲ့ဆိုင်တဲ့ဝေဒနာတစ်ခုဖြစ်တာကြောင့်ကိုယ်ပတ်ဝန်းကျင်မှာ PTSD ဝေဒနာရှင်နဲ့ကြုံတွေ့ရမယ်ဆိုရင်အားပေးကူညီဖို့ဝိုင်းဝန်းဖေးမဖို့နဲ့ ခွဲခြားဆက်ဆံတာမျိုးမလုပ်ဖို့လဲလဲနဲ့နဲ့တိုက်တွန်းလိုပါတယ်မိတ်ဆွေတို့ရဲ့ဘဝမှာလည်း trauma တွေနဲ့ကြုံရတိုင်းကြံ့ကြံ့ခိုင်းရင်ဆိုင်နိုင်ပြီးတော့အပေါင်းလက္ခဏာဆောင်နိုင်ပါစေလို့ဆန္ဒပြုရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုပါတယ်အားလုံးပဲကိုရောစိတ်ပါကျန်းမာကြပါစေလို့ Dan Medical Mistake Channel မှာစုတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်